နိုဝင်ဘာ15ရက်နေ့အတွက်အားဆုံးရရှိတဲ့သတင်းများကိုကင်ဆက်ပေးပါနော်ဗရမသုံးသတင်းတပုတ်အနေနဲ့အေအေကယာယီဆုတ်ဖတ်ပေးလိုက်တဲ့ကြောက်ဖြူမင်းပြင်းမှာရေဒါစစ်စကန်မှာဝါရခန့်တပ်ပုံရိုက်ကူးရစစ်တပ်ကပြင်းစင်နေစဉ်အေအေပြစ်ခတ်တိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ပွဲယူစစ်သားများပြတ်သေးဆုံးတွေ့တဲ့တွေကိုတင်ဆက်ပေးပါမယ် ရခိုင်ပြည်ကြောက်ဖြူမြို့နယ်မှာရှိတဲ့အေအေကယာယီစုတ်ခွာပေးလိုက်တဲ့ကြောက်ဖြူမင်းပြားရွာရေတာစကမ်းမှာဝါရပြန့်တပ်ပုံရိုက်ကူးရန်စစ်တပ်ကပြင်ဆင်နေစဉ်အေအေပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးကြားရောက်ပေါက်ကွဲ၍စစ်သားများပြတေဆုံးသွားကြောင်းအေအေစစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ်အာရကတတော်အေတိမ့်ပိုက်ထားတဲ့ကြောက်ဖြူမြို့မင်းပြားရွာရေတာစကမ်းကိုလွန်ခဲ့တဲ့ရက်ပိုင်းအတွင်းအကြမ်းဖက်စစ်တပ်ကော်မရှင်တပ်များကအင်အားလုံးရင်းဖြင့်စစ်ကြောင်းတို့တိုက်ခိုက်လာကြောင်းအဲဒီနောက်အေအေကမင်းပြားရွာစစ်စကမ်းမှာယာယီစုတ်ခွာပေးလိုက်ရပြီး စစ်တပ်ကဝင်ရောက်လေယာဉ်ယူသွားကြောင်းထို့သောနင်းပြားရွာစခန်းကိုစစ်တပ်ကရရှိပြီးတဲ့နောက်ဝါဒပြန်တပ်ပုံရိုက်ခုရန်အတွက်စစ်သား20ကျော်ကပြစ်ဆင်ခဲ့ကြောင်းအဲ့ဒီအချိန်အေအေကလက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့နင်းပြားရွာစခန်းမှာရှိတဲ့ဝါဒပြန်တပ်ပုံရိုက်ခုရန်ကျင်းစင်နေတဲ့နေရာတို့တက်တက်ကြရောက်ပောက်ကွဲခဲ့ကြောင်းအဆိုပါပောက်ကွဲမှုအတွင်းစစ်သားများပြားသိဆုံးသွားကြောင်းသိရှိရပါတယ်အဲ့ဒီနင်းပြားရွာရေဒါစခန်းကိုအေအေကတင်ထားတာအင်အားအနေငယ်ပဲရှိတယ်အဲ့ဒါကိုစစ်တပ်ကအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးလာလို့ပြန်ဆုတ်ပေးလိုက်ရတာ ဲ့ဒါကိုစစ်တပ်ကမနေ့ကဝါလာဖြန့်တပ်ပုံရိုက်ကိုလုံနေတော့အေကလက်နက်ကြီးနဲ့ပစ်လိုက်တာအကုန်ကြွကုန်တယ်လို့စစ်ရဲသတင်းရင်းမြစ်ကပြောဆိုပါတယ်။မင်းပြရစကန်တွေလက်နက်ကြီးကြားရပောက်ကွဲမှုကြောင့်ဂျမ်းဘက်စစ်တပ်အနည်းဆုံး10ဦးခန့်သေဆုံးနိုင်ပြီး24ဦးသေဆုံးတယ်လို့သတင်းများကြားသိရတော့လည်းအတိအကျကိုတင်ပြနိုင်သေးဘူးလို့သိရှိရပါတယ်။ကြောက်ပြုံမျိုးနဲ့အတွက်ကျေးရွာအများစုကအေအေကလည်းနေနေစုမထားပြီးစစ်တပ်ကရေတက်နဲ့မျိုးဝေါ်ရှေ့တိုက်တက်များမှာ ငယ်ရရင်ခါရမှာကြေးရည်တဲ့အင်အားသုံးပြီးတံပြန်ထိုးစစ်ညာပြုတ်လုံနေခြင်းဖြစ်တယ်။အေးအေးဟာရခိုင်ပြည်နယ်မှာ2023နိုဝင်ဘာလ13ရက်နေ့မှာစတင်လာမျိုးသိမ်းတိုက်ပွဲဆင်းနှဲခဲ့ပြီးလက်ရှိမှာတန်တွဲရန်ပြဲဘူးတိတောင်ရသိတောင်ပုံသားကျောင်းကြောက်တောင်မင်းပြမြောက်ဦးမြေကုံဟောက်တောင်မောင်တော့အမ်တောင်ကုတ်ကွာတို့ကိုသိမ်းပိုက်ထားတယ်။အဲ့ဒီအပြင်ရှင်းပြည်နယ်ပလကွာမြို့ကိုလည်းအေးအေးကသိမ်းပိုက်ထားတယ်။အေးအေးကရခိုင်တီတကီဘုံကိုသိမ်းပိုက်နိုင်ရန်အတွက်လက်တကန်းသာလိုတော့ပြီးထိုးစစ်မြအရှိန်ညစ်တင်ရရှိတော့ ေးတေးဝင်ထုတ်ပြန်ခြင်းများထားပါယောက်ဒုတိယဒိန်တပေါက်လေးတဲ့ရေးမျိုးနဲ့ရွာကလေးနဲ့ဝါရဟိုင်းရွာအချမ်းစစ်တပ်နဲ့ရေဘလူးအဖွဲ့တို့တိုက်ပွဲဖြစ်ပြီးစစ်တပ်ကနေပေးဆောင်ကတဲ့ရင်းကိုတင်ဆက်ပေးပါမယ်မော်ပြည်နဲ့ရေးမျိုးနဲ့ရွာကလေးနဲ့ဝါရဟိုင်းရွာကြားမှာချမ်းမစစ်တပ်နဲ့ရေဘလူးအဖွဲ့တို့တိုက်ပွဲဖြစ်ွားခဲ့ပြီးချမ်းမစစ်တပ်ကနေပေးဆောင်ကညာပြခိကိုက်တရားရရှိခဲ့ကြောင်းရေဘလူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်တက်ရင်းကိုရေဘလူးကပြောဆိုပါတယ် နိုဘယ်ဘာသာ၁၄ရက်နေ့မှာချက်ချောက်ထိုးလာတဲ့အကြမ်းမဲ့စစ်သားများကိုရေဘလုဖက်ကစတာစီရရင်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဖြစ်ကြောင်းတိုက်ပွဲဖြစ်ွားခဲ့တဲ့55မိနစ်ကကြာမြင့်ခဲ့ကြောင်းသိရှိရလေတိုက်ပွဲဖြစ်တဲ့နေရာကရွာကလေးနဲ့ဝါရဟိုင်းချားထဲမှာရန်သူဘက်ကတေဆုံခုနှစ်ဦးရှိတဲ့ တန်းရရတာလည်းရှိတယ်တန်းရရတာကတော့အာယုတောင်ပြန်ပို့ရှာသွားတယ်ကျွန်တော်တို့နဲ့သူတို့နဲ့ကဖာဂရက်ကျွာသူကျော်လာခဲ့တယ်ဘာဟိုင်းချာလို့ပြောလို့ရတယ်အဲ့ဒီမှာတိတွေးမှုဖြစ်တယ်တိုက်ပွဲဖြစ်စဉ်က48မိနစ်လောက်ကြာတယ်ကျွန်တော်တို့ပတ်စံကလက်ဦးမှုအရင်ကြာတယ်သူတို့ကကျွန်တော်တို့ရှိတဲ့တာဂက်ခိုင်နေရကိုပဲဦးတည်တာပေါ့ကျွန်တော်တို့ကသတင်းရင်းရတော့တာစည်းပြည့်ရရန်သူဘက်ကထိကမ်းမှုများတယ်ထိကမ်းမှုများတော့သူတို့ဦးတည်ချက်တွေထပ်မွှေ့ပဲနဲ့ စစ်ကြောင်းကတရာတို့နဲ့ပြစ်တဲ့နေရနီနာတော့မှာပဲငြိမ်သွားတယ်လို့ရေဘူးတပ်ဖွဲ့ရဲ့တပ်ရင်းမှုကပြောဆိုပါတယ်။ဒီနေ့နိုဝင်ဘာလ15ရက်နေ့နနက်ပိုင်းမှာအကြမ်းသက်စစ်သားများကစစ်ကြောင်းထပ်ထိုးတော့ပဲပြန်ဆုတ်သွားတဲ့အပြင်ဖမ်းဆီးထားတဲ့ဒေသခံများကိုလည်းပြန်လွတ်ပေးတယ်လို့ကြားသိရကြောင်းရေဘူးတပ်ဖွဲ့ထံမှသိရှိရပါတယ်။ဒီတစ်ခါတော့သူတို့ဘက်ကထိုးလာတဲ့စစ်ကြောင်းအရန်ကိုထိနာသွားတယ်လို့ရေဘလုတပ်ဖွဲ့ရဲ့တပ်ရဲမှုကတော့ကြားပါတယ်။ရိုကီနဲ့ရေမျိုးနဲ့မှာ စစ်တပ်ကရေဘူးတပ်ဖွဲ့ကိုစစ်ကြောင်းထိုး၍နယ်မြေရှင်းလင်းရန်ကြိုးစားတော်လည်း၃မိနစ်ကြာလာတဲ့အထိရေဘူးတပ်ဖွဲ့ကတာစီဖြင့်စစ်တပ်ရဲ့ထိုးစစ်ကိုပြန်လည်ခုခံတိုက်ခိုက်ကာကွယ်ရှေ့မုံနိုင်ခဲ့ကြောင်းဝန်ကြီးငယ်အရှိဆိုင်တော်လန်ကြီးသိန်းကြီးရှုပါပြောဆိုပါတယ်။နောက်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မုံရွာမြို့နယ်မုံရွာဆောင်လမ်းပိုင်းမှာဝမ်ပေါင်ကျင်းနေတဲ့ရင်တန်းကိုလုံချုံရေးယူနေတဲ့စစ်ကားများကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်စစ်သားနှုတ်သေးဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းမော်ရွာမြို့နယ်မော်ရွာရှောင်းလမ်းမိုက်တနေရာမှာကျမ်းမစင်ရင်တန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရစစ်သားတို့တိစုံခဲ့ကြ Area 71 NPDF မော်ဝတပ်ဖွဲ့ကောင်းဆောင်ကိုထွန်းကပြောဆိုပါတယ်ဂျမန်နဲ့နိုဝင်ဘာလ14ရက်နေ့လက်၈နိုင်53နှစ်ကစနေညမျိုးနယ်ကွမ်ပေါကုံနီမှာဂျင်းနီနာတက်ဆောင်လာတဲ့တွဲက23သိပါရင်တန်းကိုလုံကြုံရေးတိုက်ပါဆောင်ရပေးနေတဲ့မောင်ညာမျိုးနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမကားမှာတံပြားကဂျမ်းမှာတက်ဆက်ထားတဲ့ရေလျှောက်စီးကို မုံမှာရှောင်းလန်ပိုက်တနေရာမှာမိုင်းဆွဲပြစ်ခတ်တိုက်ခိုက်ခဲ့ရစစ်သားနှုတ်တေဆုံးပြီးခိကိုက်တိုင်းတော်ရရှိသူများလည်းရှိကြောင်းသိရှိရပါတယ်။မနေ့ကတော့မိုင်းကနှစ်ဖက်တိုက်တယ်နှစ်ဖက်ကရှင်းနောက်တွေတိုက်ဆွဲလိုက်ကြ။အေးကားတဲ့မောင်းတဲ့နှစ်ယောက်ကတေတယ်လို့ကြားတယ်ဘယ်ဖွဲကမိုင်းကထိတာလဲတော့မသိရဘူး။အခုလောလောဆယ်တော့လမ်းပေါ်မှာပြည်သူကားတွေပိတ်ထားပြီးလမ်းပေါ်မှာမိုင်းတွေရှင်းခိုင်းနေတယ်ပြီးတော့မနေ့တုန်းကဆိုရင်အတလွတ်ကြီးမုံရွေးရွာလည်းကိုလက်နဲ့ကြီးနဲ့လှမ်းပစ်တယ် ဧရိယာ71 MPTM မောင်ကတပ်ဖွဲ့ခေါင်းဆောင်ကိုထုံးကပြောဆိုပါပဲအဆိုပါတိုက်ခိုက်မှုကိုမုံရွာမျိုးနဲ့ဒီလူကာကွယ်ရေးအဖွဲ့မုံရွာမျိုးနဲ့ပကဖမိုင်းအဖွဲ့မှဦးဆောင်တဲ့ဧရိယာ71 MPTM မောင်ကနဲ့ကိုရမ်ပရိကတ်အတက်ဖို့အဖွဲ့တို့ပူးပေါင်းကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူကာကွယ်ရေးအဖွဲ့ဝင်များထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်အခုချိန်မှာစစ်ခွေးတွေကရေကောက်ွက်လုံးတဲ့အချိန်မှာ စစ်ခွေးတွေကမြို့ရေးစတော့မြို့လေးမှစတော့ရင်မြို့ဝင်ပေါက်တွေမှာတင်းတင်းကြပ်ကြပ်စစ်စင်းနေတဲ့အချိန်ကျွန်တော်တို့ PDF တွေကလည်းစစ်ခွေးတွေရဲ့လောက်တောင်ကျမ်းတဲ့မြောက်ကိုအားဆိုင်ပြီးတော့တိုက်ဖြတ်သွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဖွဲ့ထုတ်ပြန်ချက်လေးကိုလာဆွင့်ပြီးတော့ live နာပေးကြဖို့လိုအပ်ခြင်းမှာသူတို့ကပြည်သူတွေကိုပဲဒုက္ခပေးမှာ PDF တွေလောက်ရင်လည်းပြည်သူတွေကိုဒုက္ခပေးမှာပြည်သူတွေဒုက္ခပြည်သူက PDF ကိုအမုန်းပွားအောင်တမင်သက်သက်လုပ်နေတယ်အဲ့ဒါပဲကြောင့်လမ်းပိုင်းဖြတ်တန်းတဲ့အခါမျိုးမှာ PDF တပ်ဖွဲ့တွေကထုတ်တဲ့ကြေညာချက်တွေကို live နာပေးကြဖို့ ကောင်းဆိုခြင်းပါတယ်လို့ Area 71 MPTM မွန်ဝါတပ်ဖွဲ့ခေါင်းဆောင်ကိုထွန်းကပြောဆိုပါခင်ဗျာနောက်ဆုံး Drainable အနေနဲ့အကျွေးထူတဲ့တတ်တက်ခိုင်အတနာခန်းစာထင်ခဲတော်လဲမင်းအောင်လည်းကမတနာပြဘေးကောက်ပွဲဝင်ပြန်ကွက်လုံးဝအဆုံးသက်နီကုန်းရှုပ်ကဒရေကိုတင်ဆက်ပေးပါအကျွေးထူတဲ့တတ်တက်ခိုင်မှာရွေးကောက်ပွဲဝင်ဝဲပြုရမင်းအောင်လိုက်တဲ့တို့အတနာခက်လာတင်ခဲ့တော်လဲမင်းအောင်လည်းကမတနာပြဘေးကောက်ပွဲပြန်ကွက်လုံးဝအဆုံးသက်နီကုန်းရှုပ်သွားပြီဖြစ်ကြောင်းပြည်သူရှေ့ဆောင်ပါတီရတရားဝင် ေပြုထုတ်ဖို့ပြောဆိုဝင်ဒီလိုရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်းကတကောင်းကိုလွှတ်တော်ကိုယ်စားလှယ်လောင်းချမပယ်ဖြတ်ထားမှုအပေါ်တက်ညာစင်တာဘေးရန်တွင်ဘေးကောက်ပွဲတွင်ဝင်ပြိုင်ခွင့်ပြုရဲ့ဘေးကောက်ပွဲကော်မရှင် UAC နဲ့မင်းအောင်လိုက်တန်တို့အတနာခံစားတင်ပြခဲ့ခြင်းဖြစ်ပါတယ်။အောက်ကဘာလနောက်ပိုင်းမှာဒီလိုရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်းရဲ့အကျွေးပေးရန်ရှိနေတဲ့အချက်ကြောင့်လွတ်တော်ကိုယ်စားလှယ်လောင်းချမဘေးကောက်ပွဲကော်မရှင် UAC ကပယ်ဖြတ်ခဲ့ကြောင်းအဲဒီဆိုင်မှာတက်တက်ခိုင်ကပြန်လဲစဉ်းစားပေးရမင်းအောင်လိုင်ရဲ့ UEC ဥက္ကဋ္ဌတို့အတနာခံစားတင်ထားကြောင်း ။အဆိုပါတနခန်းစာများကို UAC ဘက်ကပြန်ငတ်တုံးသက်စဉ်းစားရမှာဥပဒေစီမင်းစည်းကမ်းများနဲ့အညီဆောင်ရွက်ရှင်းဖြစ်တယ်လို့တုံးသက်ခဲ့ပြီးမြန်မာနိုင်ငံကလည်း UAC ရဲ့ဆုံးဖြတ်ချက်အတိုင်းအတိပြုပေးခဲ့ကြောင်းသိရှိရတယ်။ရန်ကုန်တိုင်းဒေသလွတ်တော်မဲဆန္ဒနဲ့အမှတ်နှစ်မှာအမည်စင်ရင်တင်သွင်းထားတဲ့ပြည်သူ့ရှေ့ဆောက်ပါတီဥက္ကဋ္ဌတက်တက်ခိုင်ကတက်ဆိုင်ရလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှေ့ကကြီးပါ ပြခန်းကျန်းနဲ့ညီဆွမ်းနေတဲ့ပြည့်ကိုစလေလောက်ဆင်းမှပဲဖြတ်ခံရခြင်းဖြစ်ပါတယ်စစ်တကပြင်ဆင်ထားတဲ့ပြည်သူ့နှုတ်တော်ရွေးကောက်ပွဲဥတွေအခမ်းငါအုံမရှစ်ခါကြီးပါလွတ်တော်ကိုစလေအရေးရှင်တတ်မှတ်ရှက်မှနိုင်ငံတော်နဲ့ပုဂ္ဂလိကသုံးဖို့မတင်ပြောတဲ့ပေးရန်တောင်းကင်းရှင်းသူများကိုပြထန်းထားရသက်သက်ခိုင်ကကံမောဇာပန်တို့ငွေချက်ပေးလျင်တရားကြော့ကျွေးပေးရန်ရှိနေရအစိုးပါဥပဒေပုံမှန်နဲ့လည်းညီဆွမ်းနေကြောင်းသိရှိရပါတယ်ကဘာအေးဖျားလမ်းနဲ့ဆေးအဆန်လမ်းတော့ရှိ68 resistor အင်ယာစီမံကိန်းရဲ့အတွက် တတခိုင်နဲ့အောင်ကျော်ဝင်းတို့ရဲ့ကမ္ဘောဇာပန်ထမငွေချက်ဘီလီယံတရာတို့ရှင်းငါခဲ့ကြောင်းသို့ရသည် SPA resistant အင်ညာစီမံကိန်းမှာအရှိန်ကြီးပြည့်စည်ခြင်းမရှိခြင်းအခက်အနှံ့ခြင်းမရှိခဲ့ကြောင်းအဲ့ဒီအပြင်ကမ္ဘောဇာမှာရှေ့ယူထားတဲ့ငွေချက်ဘီလီယံတရာကျော်မှလည်းပြန်လည်ပိတ်ဆက်နိုင်ခြင်းမရှိကြောင်းသိရှိရပါတယ်တတခိုင်ကအဲ့ဒီအရှိန်တွေဖြင့်အမေရိကန်ဒေါ်လာတန်တရာ65တန်းနဲ့ရွှေငွေချက်အဖြစ်940ဘီလီယံတန်း68 resistant အင်ညာစီမံကိန်းအတွက် KB ဇက်ပံမှာအကျွေးယူခဲ့ရပြီး 到老家检查举报该厂，还做一个新的单的批次，新的单的批次，再来白色大米出厂，原来新闻播检报又通过表数该厂，第四样，两。